မင်္ဂလာပါခင်ဗျာမလ9ရက်နေ့အတွက်ဘွေဝါရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဂါဇာကမ်းမြောင်ဒေသကိုအစ္စရေးတိုက်ခိုက်မှုကြောင့်ဟာမနဲ့အစ်ဂျစ်တို့အပြစ်ခတ်ရစေးဆွေးနွေးချိန်မှာလူသုံးဦးတေဆုံးခဲ့ရပါတယ်အပြစ်ခတ်ရစေးဆိုင်ရာဆွေးနွေးမှုတွေအတွက်ကိုင်ရိုမှာဟာမနဲ့အစ်ဂျစ်အရာရှိတွေတွေ့ဆုံနေစဉ်ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်း၃ဦးတေဆုံးကတောင်ပိုင်းခရိုင်ရာဖာမှာလည်းအများအပြားဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် စနေနေ့မနက်ပိုင်းကအစ္စရေးဒရုန်းတစ်စီးဟာရာဖာမြို့အရှိတ်ရှိလူတစုကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးပါလက်စတိုင်းနှစ်ဦးသေဆုံးစေခဲ့ပါတယ်။မြေပြင်ရှိဟာမတ်တပ်ဖွဲ့ဝင်တွေကရာဖာအရှိတ်မှာအစ္စရေးရဲ့ပစ်ခတ်မှုကြောင့်လူတဦးသေဆုံးခဲ့တယ်လို့သတင်းပေးပို့ခဲ့ပါတယ်။တောက်ကြနေကလေးကရာဖာကိုအစ္စရေးတင်ကားတွေမောင်းတူမဲ့လေယာဉ်တွေနဲ့ပြင်းပြင်းထန်ထန်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးအက်ဂျနီနာအစာကာနဲ့တဲအက်စာတန်ပါဝင်လူနေရက်ွက်တွေကိုလည်းထိခိုက်ခဲ့တယ်လို့ပါလက်စတိုင်းသတင်းအေဂျင်စီကဝါဖာကိုပြောခဲ့ပါတယ်။ ဂါဇာကျမ်းမာရေးဝန်ကြီးဌာနရဲ့အဆိုအရတော့တိုက်ပွဲတွေစတင်ခဲ့တဲ့2023ခုနှစ်အောက်တိုဘာလ9ရက်နေ့ကစပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်းအနည်းဆုံး48453သေဆုံးက31860ဦးဒဏ်ရာရရှိခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲစစ်ပွဲတစ်လျှောက်လုံးမှာအမျိုးသမီး12316ဦးသေဆုံးခဲ့တယ်လို့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်ဖြစ်တဲ့စနေနေ့မှာအစိုးရရုံးမီဒီယာအကြီးအကဲကသတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့်ကိုလဲအင်ကဖျက်တောက်လိုက်ရတဲ့အမျိုးသမီးအ ਨੇ ဆုံး2000ခန့်ဟာရာသပံမတမဆွမ်းဖြစ်ခဲ့ရတယ်လို့အစိုးရအချက်လက်တွေကလည်းသိရပါပါတယ်ခင်ဗျာရုရှားရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းမှာလူ20ကျော်သေဆုံးခဲ့ရပါတယ်ယူကရိန်းအစိုးရနဲ့ဂျူရူတပ်ပုံမျှဝေခြင်းကိုအမေရိကန်ကရပ်တန့်လိုက်ပြီးတဲ့နောက်ရုရှားနိုင်ငံဟာယူကရိန်းကိုလေကြောင်းမှပြင်းပြင်းထန်ထန်တိုက်ခိုက်မှုတွေဟာစနေနေ့မှာစတင်ခဲ့ပြီးအ ਨੇ ဆုံးလူ22ဦးသေဆုံးခဲ့ကြောင်းတာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ် ပြီးခဲ့တဲ့သတင်းဘက်ကယူကရိန်းသမ္မတဇလန်စကီရဲ့အစမပြေဖြစ်ခဲ့ရတဲ့အင်ဖြူရိုတို့လာရောက်လည်ပတ်မှုအပြီးမှာထောက်လိုင်းနဲ့စစ်ရေးအကူအညီတွေရပ်ဆိုင်ဖို့အမေရိကန်ရဲ့ဆုံးဖြတ်ချက်တွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ဟာရုရှားနဲ့ငင်းချင်းစာချုပ်ကိုလက်ခံဖို့အတွက်ယူကရိန်းကိုဖိအားပေးဖို့ကြိုးပမ်းနေတယ်လို့လည်းသိရပါတယ်။ယူကရိန်းမှာဂျူရူတပ်ပုံတွေမရှိပါကရုရှားရဲ့တိုက်ခိုက်မှုနဲ့ဘုံကျဲတိုက်ခိုက်ခြင်းမှာကာကွယ်ဖို့ယူကရိန်းစွန့်ရည်တိတိတသာရှော်နေသွားမှာလည်းဖြစ်ပါတယ်။ လူရိုင်းတွေကိုတစုံတစ်ယောက်ကသဘောကျတဲ့အခါဒါကဖြစ်တတ်ပါတယ်။ဘုံတွေပုံများလာတဲ့ရန်လုံမှုတွေတစခတ်နေပုံများလာပါတယ်။ယူကရိန်းမှာနောက်ထပ်ခြေကွဲပံ့ညံ့ညပါပဲလို့ပိုလန်ဝန်ကြီးချုပ်ဒေါ်နယ်တက်စကာ H မှာစနေနေ့ကရည်သားခဲ့ပါတယ်။ကြာသမရီနဲ့နောင်ပိုင်းကယူကရိန်းအစီပိုင်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒိုနက်စ်ဒေသရှိမြို့တမြို့မှာတိုက်ခိုက်မှုအများပြားဖြစ်ပွားခဲ့ပြီးလူ၁၁ဦးသေဆုံးခဲ့ကရုရှားတပ်ဖွဲ့ဝင်တွေအရှိန်ဟုန်မြင့်လှုပ်ဆောင်နေတဲ့ အရှိတ်ဘတ်ပိုင်းနဲ့အနီးနားမှာရှိတဲ့အခြားမြို့လေးမြို့မှာလည်းလူခဏဦးတမနဲ့တည်ဆုံခဲ့တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကပြောကြားခဲ့ပါတယ်။အရှိတ်မြောက်ပိုင်းခါကစ်ဒေသရှိအရက်ဖတ်အလုံယုံတစ်ခုကိုရုရှားမောင်းသူမဲ့လေယာဉ်မှဝင်တိုက်ရာနောက်ထပ်၃ဦးတည်ဆုံခဲ့တယ်လို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတွေကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင်အဲ့ဒီဒေသမှာပဲပြစ်ခတ်မှုတွေကြောင့်လူတဦးတည်ဆုံခဲ့ပါသေးတယ်။ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးဟာစနေနေ့ကိုဝန်ထမ်းချင်းနှစ်တနည်းအဖြစ်ကြေညာခဲ့ပြီးအပြက်စီးတွေထဲမှာ တည်ဆုံးသူတွေထပ်မံတွေ့ရှိနိုင်ကြောင်းလည်းသတိပေးခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာလရဲ့တောင်ဝင်ရိုးစွန်းအနီးရှိမီးတောင်ဝါမှာဆင်းသက်ခဲ့တဲ့လလိလိုက်ရင်ဒဇင်အဆက်အသွယ်ပြတ်တောက်ခဲ့ပါတယ်လရဲ့တောင်ဝင်ရိုးစွန်းအနီးရှိမီးတောင်ဝါတစ်ခုမှာဘေးဒိုက်ဆင်းသက်လာပြီးနောက်လရဲ့တီးတန့်လေးလိုက်ရင်ဟာအလုံးမလုံးတော့ဘူးလို့တောင်ဝင်ရှိသူတွေကမလ9ရက်နေ့မှာပြင်ညာခဲ့ပါတယ် Texas အခြေဆိုင် Intuitive Mansion မှာခက်ခက်ခဲခဲဆင်းသက်ဖို့ကြိုးပမ်းမှုအပြီး 24နာရီကြာမှဒီသတင်းတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပကလွတ်တင်ခဲ့တဲ့အစ်တနာအမည်ရှိလေးလိုင်းဟာပေ800မီတာ250အကျုံမှာ၎င်းရဲ့စဉ်သက်မဲ့အမှတ်သားကိုလွဲချော်ခဲ့ပြီးအေးပိုင်းမီးတောင်ဝါမှာအဆုတ်သက်ရက်တန်သွားခဲ့တာဖြစ်တယ်လို့ကုမ္ပဏီကပြောကြားခဲ့ပါတယ်။လာလေလာရေးရှင်ရဲ့အနေထားကိုအတိပြုတဲ့အခါတပ်ပုံတွေကိုပြန်လဲပေးပြုပြီးလုံးဝရက်တံမသွားမီစံသက်မှုအချို့ကိုတော့ပြုလုပ်နိုင်ခဲ့ကြပါတယ် NASA နဲ့အခြားပူရဲကုမ္ပဏီတွေဟာလလိလိုက်ရှင်ကိုရေခဲပြင်လေလာဖို့ drone နဲ့စီးရင်တွဲတွေဖြင့်ထုတ်ပို့ပြီးလွှတ်တင်လိုက်တာလည်းဖြစ်ပါတယ်။မိတော်ဝါမှာအရန်အေးလွန်တာကြောင့်အထက်နားရဲ့ battery တွေကိုအပြန့်သွင်းမှုမဖြစ်နိုင်ဘူးလို့လည်းသိရပါတယ်။ mission ပြီးဆုံးပြီးနည်းပညာအဖွဲ့တွေဟာ mission တစ်လျှောက်စုဆောင်းလာတဲ့အချက်လက်တွေကိုဆက်လက်အကဲဖြတ်နေပါတယ်လို့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုစဉ်းသက်မှုဟာအလိုလိုသင်ယူနိုင်တဲ့လလိလိုက်ရှင်တွေအတွက်ဒုတိယအကြိမ်စဉ်းသက်ဖို့ကြိုးပမ်းမှုလည်းဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့တနက်ခန်းကပထမကြိမ်ဆင်းသက်ချိန်တုန်းကလည်းအခုချိန်ထက်ပိုမိုကြဆီစွာဆက်လက်လှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ဒီရက်သက်တပတ်အစောပိုင်းမှာအခြားတက်ဆက်ကုမ္ပဏီဟာ NASA ရဲ့စီးပွားဖြစ်လာပို့ဆောင်ရေးအစီအစဉ်အောက်မှာအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ Firefly Arizo Space ဟာလည်းလရဲ့မြောက်ဖက်အချက်မှာ၎င်းရဲ့ Blue Jihad လာဆင်းရင်ဆင်းသက်ခြင်းကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ